Love. စေကောင်းခရညလို့အများသိကြတဲ့ပဇောင်မုံလာပြင်းနေညမှာမြန်မာလူမျိုးတွေရဲ့ဒလေထုံးစံအရမိသားစုတငယ်ချင်းမိတ်ဆွေတွေဟာပဇောင်မုံလာဝင်ပြီးဆိုကြတဲ့ကမယ်ဇလီဝူးတုတ်ကိုပျော်ပျော်ပါပါပြုလို့စားတောက်လေးရှိကြပါပဲ။ကြောင်းလဲလာတဲ့ခင်းနဲ့ညီအခုဆိုရင်မယ်ဇလီဝူးတုတ်ကိုအင်လီမာတယ်မဟုတ်ပဲပြင်ပစားတောက်ဆိုင်နေမှာပါစားသုံးလို့ရနေပါပြီ။ ။ဇောင်မုံလာရာသီသာဖြစ်တဲ့မေဇလီဘူးတုတ်ကိုအင်းရလမ်းမပေါ်မှာရှိတဲ့စိမ့်လန်းဆိုပြီးဇဖာစားတော့ဆိုင်မှာတုံးဆောင်လို့ရနေတဲ့အကြောင်းကိုပြင်ပြသွားမှာဖြစ်တယ်လို့မေဇလီဘူးတုတ်ပြုလုပ်ဖို့အစစ်စစ်ကိုလည်းပြသပေးသွားမှာပါ။ဟုတ်လားပါ။ကျွန်မဒီနေ့စပင်းကျွန်တော်ဆင်းလက်စုတွေပန်းချံရဲ့ဇပါရက်စတောရဲ့ဇာမုံလာရဲ့ဓာတိကဖြစ်တဲ့မဇလီဘူးတုတ်ကိုပြင်ဆင်ပုံပြင်ဆင်ပြီးတုတ်ပုံတုံးကြီးနဲ့ဆက်ပြီးတော့ဖြစ်ပါတယ်ရှင် ဆိုလီဖူးတုံးมาပါမယ်ပါဝင်ပစ္စည်းပါမယ်ဆက်ပေးပါမယ်ရှင်ဒါကတော့ဆိုလီဖူးပြုတ်တာဖြစ်ပါတယ်ဒါကတော့ပစ္စည်းချောက်ဆိုလီဖူးတုံးมาထည့်မယ်နန်းသာအဲပစ္စည်းချောက်ကိုအမုပ်ပြုတ်လောက်ပါတယ်ဒါကတော့စက်တုံးဘူးပေါ့ဖတ်ပါထင်ပါတယ်ဒါကတော့စက်တုံးမျိုးကြော်ထားတာပါအားရစီချက်ပေါ့လားစီချက်ချက်တာစီချက်ပေါ့လားအားရမစလီဘူးတော့မှထဲမယ်တမန်ပြပါအားရပထမဆုံးနေလေ စလီဘူးပေါ့နော်မစလီဘူးပြုတ်ပြီးတာတန်းစင်ပြီးတာကိုအရင်ဆုံးဖြေပါမယ်ဒီကုန်းဖြေပြီးပါရင်ဒီဒါကတော့စားပေါ့ရှင်စားအနည်းငယ်ဖြေပါမယ်စားအနည်းငယ်ဖြေပြီးပါလို့ရှင်ဒါသမ ्या တိစိတ်လေးပါဒီသမ ्या တိစိတ်လေးဒီမစလီဘူးတဲ့သူရေလေးနဲ့ဖြေပါမယ်ရှင်အတူတူတော့မြို့တိုင်းတမအောင်အရင်ဆုံးမြင်ရပါမယ်။ တမအောင်နေပြီးတဲ့အချိန်မှာဒါကတော့တက်တုံကြီးအစိမ်းမှာနည်းနည်းထပ်ပါမယ်တော်ပြီးရင်စီကြအဝါ၃ချုံပြီးရင်ဒါမျိုးပဲနှမ်းထောင်းပါတော့နှမ်းထောင်းကိုသင်္ကန်းစုံနဲ့ပတ်စုံမောက်ထပ်ပါမယ်ရှင်ဒါကမျိုးပဲထောင်းပါမျိုးပဲထောင်းကိုလည်းဒီလိုပဲသင်္ကန်းစုံနဲ့ပတ်စုံမောက်ထပ်ပါမယ်ရှင်အဲ့တော့ပစံချအမောပြုလုပ်ပြီးသား ထက်စားဆုံးနဲ့သုံးမျိုးဖြစ်ပါလိမ့်ရှင်။ခင်ခမုတ်ကတော့ဟိုစိုင်းနေတိုင်းနဲ့ထည့်ပြီးတော့စားသုံးလို့ရတယ်ပေါ့နော်။ဒီလိုကဒါဓမ္မအောင်ဟိုရနေရပါမယ်ရှင်။ဒီရိုင်းဖြစ်တဲ့အတွက်နောက်ဆုံးဖြစ်တာရှင်။ဒီမှာကလေးကတော့တိုက်တာပေါ့မှာဒီစက်တုံကြော်ပြီးသားလေးပေါ့နော်။ ါလေးကြည့်ကြည့်ပါမယ်ဆက်ကျွန်တော်ကောင်းလေးတွေလည်းဒီမစလီကြီးတုပ်ပေါ်မှာဒီလေးကြီးတွေပါလို့ဆက်ဆိုင်လဆူဒီပန်းချင်ရဲ့စပါရက်စတိုရန့်ရဲ့မစလီကြီးတုပ်ထားပြီးသားမစလီကြီးတုပ်ဖြစ်ပါတယ်ရှင်အတင်းစားသုံးရပါတယ် ုတ်ကဲ့ပါအနည်းအနည်းနဲ့မဇနီဘူးတုံးနဲ့ပတ်သက်ပြီးတော့ကျမရင်းနဲ့ဘုဒ္ဓတရားတွေတစ်ခုတော့ပြောပြပေးပါလားခင်ဗျမဇနီဘူးတုံးက ဟိုထုံငုံပြီးတော့ပြောရရင်တော့သူကသူစစောင်းမုံငါးပြည့်နေ့ညစဉ်လဲ၁၂နှစ်ပြီမှထားစားပူရတာတော့ဘောနော်စီပေါင်းထားတယ်ပေါ့အဲဟိုတစ်နေ့လပတ်လုံးတောက်လာတဲ့စီးတွေဟာအဲစွန့်ချက်တယ်ပေါ့နော်အဲအဲ့လိုလိုတာဝူလာပေါ့နောက်တစ်ခုကတော့သူကဟိုအိတ်ပြောတယ်နောက်နောက်သူကြီးရသည်ဦးနဲ့လဲတိုက်နေတယ်ပေါ့နော်နောက်ဝင်းနေလိုက်နန်းနေကြောက်ပါတယ်